လူဝါတန်းနေလို့ရတဲ့ကြာဖင်ကြာရွက်ကြီးတွေရေဒါကြီးတို့မြင်အောင်ကြည့်လိုက်ပါဇိုင်းလိုင်းဆိုပြတဲ့ရေပြင်ထက်မှာအီယာမဗကံပြားကြီးတွေလိုဖြန့်ကျက်တည်ရှိနေတဲ့ကြာရွက်ကြီးတွေကိုပေါ့အဲဒီကြာရွက်ကြီးတွေကတာမန်ကြာရွက်တွေထက်အစာပေါင်းများစွာကြီးမားပြီးလူတယောက်ရဲ့ခန္ဓာကိုယ်လေးချိန်ကိုတောင်ခံနိုင်ရရှိပါတယ်ဒါဟာသိပ္ပံဝိထုတွေကမြင်ကွင်းတစ်ခုလို့ထင်ရပါမယ်တကယ်တမ်းမှာတော့ကမ္ဘာပေါ်မှာတည်ရှိနေတဲ့အံပွေသဘာဝရဲ့လက်ရာတစ်ခုပါ ဗစ်တိုးရီးယားရေကြာဗစ်တိုးရီးယားဝါတာလီလီလိုလူတီများတဲ့ဒီကြားပန်းမျိုးစိန်ဟာသူတို့ရဲ့အရာမအရွယ်စားနဲ့ထူးခြားတဲ့ခံနိုင်ရာအကြောင်းကမ္ဘာတဝန်းကယောဂဗီရာပညာရှင်တွေနဲ့တဘာဝကိုချင်းမြတ်နိုးသူတွေကိုအံ့အားသင့်စေခဲ့ပါလိမ့်။ဒီအမွေကြာရွက်ကြီးတွေရဲ့နောက်ွယ်ကဘလို့စိတ်ဝင်စားစရာကောင်းတဲ့အချက်လက်တွေရှိနေမလဲဆိုတာအတူတူလေ့လာကြည့်ကြရအောင်ပါ။ ဒီလိုမျိုးစိတ်ဝင်စားစရာကောင်းတဲ့အကြောင်းအရာတွေကိုကြည့်ရှုနေတဲ့ဆိုရင် Youth Entertainment Channel လေးကိုလည်း Like and Subscribe Follow ပြုလုပ်ထားဖို့အတွက်မမေ့ပါနဲ့哦 Victoria ရေချာလို့ခေါ်တာဟာတောင်အမေရိကတိုင်းရဲ့အမေဇုန်မြစ်ဝမ်းဒေသမှာပေါက်ဖွားတဲ့ရေနေပန်းမြေတစ်မျိုးဖြစ်ပြီးမျိုးစိတ်အဖြစ်နှစ်မျိုးရှိပါတယ်။အဲဒါတွေက Victoria Amazonica Victoria Cruciana တွေပဲဖြစ်ပါတယ်။သူတို့ရဲ့အထင်ရှားဆုံးလက္ခဏာတွေကတော့အချင်းအထီ3မီတာ၊ဆေးဗီတီကြီးထွားနိုင်တဲ့အရာမအရွယ်စားရှိတဲ့ရွက်ပြားကြီးတွေပဲဖြစ်ပါလိမ့်။ဒီရွက်ပြားကြီးတွေအောက်မှာတော့လိုင်းနှုတ်ပုံစံအနာသားတွေပါရှိပြီး ရွက်ပြားကိုပုံပုံခိုင်ခန့်စေဖို့နဲ့ရေပေါ်မှာတည်ငြိမ်စွာနေနိုင်ဖို့အကူအညီပေးပါရယ်ရွက်ပြားရဲ့မျက်နှာပြင်ဟာဖျောင်းနဲ့တူတဲ့အလွာပါးလေးနဲ့ဖုံးအုပ်ထားတာကြောင့်ရေကိုပြန်ထိုးထုတ်နိုင်ပြီးအင်းဆက်ပိုးမွားတွေလွယ်ကူစွာရှော့ချမသွားစေနိုင်ပါဘူးအန်ဩစရာကောင်းတာကဒီအရာမှကြာရွက်ကြီးတွေဟာလူတယောက်ရဲ့ကိုယ်လေးချိန်ကုန်တော့ခံနိုင်ရရှိပါရယ်ရွက်ပြားရဲ့အောက်ဖက်မှာအထူးတိစောက်ထားတဲ့အကြောမြင်ကြီးဟာ တရားရဲ့ကလန့်မြက်ပေါင်းတွေတို့ပဲရွက်ပြားတစ်ခုလုံးကိုခိုင်ခန့်စေပြီးအလေးချိန်ကိုညီညီညာညာဖြန့်ဝေပေးနိုင်ပါလိမ့်။ဒါပေမဲ့ရွက်ပြားပုံကိုတတ်မယ်ဆိုရင်တော့အလေးချိန်ကိုညီညာဖို့နဲ့ရွက်ပြားရဲ့လေပိုတည်တည်မှနေဖို့အတွက်တော့လိုအပ်ပါတယ်။ရွက်ပြားရဲ့အနာသားတွေကတော့အလေးလောက်မခိုင်ခန့်တာကြောင့်အလေးချိန်များသွားတဲ့အခါမှာကြည်လေးကိုနင်းမြုပ်သွားနိုင်ခြင်းရှိပါတယ်။ဗီတိုရီးယားရေချာရွက်တွေရဲ့ဘန်းဟာလည်းပဲအလုံးမပပြီးတော့စိတ်ဝင်စားစရာပေါင်းပါတယ်။ဘန်ဝေးဟာညနေပိုင်းမှာပွင့်လင်းရှိပြီးပထမညမှာတော့အဖြူရောင်ဒါမှမဟုတ်ဘန်းရောင်ဖြော့ဖြော့လေးနဲ့ဒင်းပြက်တဲ့အနံ့ကိုထုတ်လုပ်ပါရီ နောက်တစ်ညမှာတော့ဗန်းရောင်ရင်းရင်ဒါမှမဟုတ်ခရမ်းရောင်ကိုပြောင်းလဲသွားပြီးအနံ့ကလည်းပူပူပြင်းထန်လာပါတယ်ဒီလိုရောင်တဲ့အနံ့ပြောင်းလဲမှုဟာဝိမုံကူးပေးမဲ့ဘူးမွားတွေကိုဆွဲဆောင်ဖို့အတွက်တဘာဝကဖန်တီးပေးထားတဲ့နည်းလမ်းတစ်ခုပါပဲဗန်းဝင်မီရန်နေငယ်အကြောင်းမှာတော့ရေထဲကိုနင်းမြုပ်သွားခဲ့ပြီးအတိအဖြစ်ပြောင်းလဲသွားပါတော့တယ်ဗီတိုရီယာရေချာဟာသူရဲ့ထူးခြားတဲ့ရုပ်တွေနဲ့ခန္ဓာရင်အားကြောင့်ကမ္ဘာတဝန်းကရုပ်ခပေတာဦးရဲ့နေမှာလူကြိုက်များတဲ့အဖြစ်အပျက်ဖြစ်ပါလိမ့်။ပထမဦးဆုံးအချိန်အဖြစ်19ရာစုနှစ်မှာဗြိတိန်နိုင်ငံကိုယူဆောင်ဆိုင်ပြုခဲ့တဲ့အဲ့ဒီအချိန်က ဗြိတိန်ပြည်မှာဗစ်တိုးရီးယားကိုဂုဏ်ပြုတဲ့အနေနဲ့ဗစ်တိုးရီးယားရေကြာဆိုပြီးတဲ့သူ့ကိုအမည်ပေးခဲ့တာဖြစ်ပါတယ်။အဲ့ဒီအချိန်ကစပြီးဒီဂျာပန်မျိုးစိမ်ဟာကမ္ဘာနယ်ပြားကဥယျာဉ်တွေမှာပြသထားတဲ့အထင်ကရအပင်မျိုးဖြစ်လာတာပါပဲ။ဗစ်တိုးရီးယားရေကြာဟာသဘာဝတရားရဲ့အမကန်းလက်ရာတစ်ခုဖြစ်ပြီး ရင်းနှီးပင်နီရဲ့အစွမ်းအံ့ဖွယ်ရာတွေကိုတက်တည်ပြနေပါတယ်။အီယာမရွယ်စားကြီးရှိတဲ့ရွက်ပြားတွေနဲ့လူပြားရဲ့လေးချိန်ကိုခံနိုင်ရှိတဲ့စွမ်းအားတွေအပြင်လာပါတဲ့ဗန်းတွေနဲ့စိတ်ဝင်စားစရာကောင်းတဲ့ဝေပုံကူပုံစံတွေကဒီဂျာပန်မျိုးစိတ်ကိုကမ္ဘာပေါ်မှာထူးခြားဆုံးတဲ့အံ့ဩဖွယ်ရာအပေါင်းဆုံးရင်းနှီးပင်တစ်မျိုးဖြစ်ပြောင်းလဲစေတာဖြစ်ပါတယ်။အကယ်၍တင်ဟာဒီအမွေချရွက်ကြီးတွေကိုကိုယ်တိုင်မြင်တွေ့ခွင့်ရခဲ့မယ်ဆိုရင်သဘောဝတရားရဲ့မယုံနိုင်သောဆရာဆွမ်းအားတွေကိုအံ့အားတင့်စွာခံစားရမှာဖြစ်ပါတယ်။ နောက်ထပ်လည်းအခုလိုမျိုးစိတ်ဝင်စားစရာကောင်းတဲ့အကြောင်းအရာတွေကိုရှာဖွေတင်ဆက်ပေးပါဦးမယ်။အစောနေ့ကြီးရှိပါပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ။